်မင်္ဂလာပါဒီနေ့မှာကျွန်တော်ဖတ်ခဲ့သောတမန်ကျမ်းစာရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး1အငယ်33ထဲကအရှင်သောဝိညာဉ်တော်၌နှစ်ချင်းမင်္ဂလာကြောင်းဖြစ်ပါမယ်ကျွန်တော်တို့ယုံကြည်သူတွေအနေနဲ့ကိုယ့်ကိုယ်ကိုတခါတလေမေကွန်မေးကြည့်ဘူးကြလားငါကယ်တင်ခြင်းတော့ရပြီသခင်ယေရှုကိုလည်းချစ်တယ် ဖျားเจ้าလဲမှန်မှန်တက်တယ်ဒါပေမဲ့တခုခုလိုနေတယ်လို့ပဲတမန်တော်ပေတုလူမျိုးယေရှုကိုချစ်ပေမဲ့ကြောက်ရွံ့တဲ့အခါမှာငင်းပယ်မိတတ်တဲ့အာနယ်မှုမျိုးတတ်သိခံဖို့ရဲစွန်တတ်သိမရှိတယ်လို့ခံစားရတာမျိုးဝိညာဉ်ကြီးရမှာတကိုးမရှိတယ်လို့ခံစားရတာမျိုးတွေကြုံဘူးကြလား တကယ်လို့ဒီလိုခံစားနေရတယ်ဆိုရင်ဒီနေ့နှုတ်ကပတ်တော်ကတင့်အတွက်ဖြစ်ပါတယ်ယော်ဒန်မြစ်သားမှာနှစ်ချင်းပေးတဲ့ဆရာယောဟန်ကဒုက္ခဒုက္ခမှာတကိုးကြီးတဲ့အမှုတော်ဆောင်တပားပါဒါပေမဲ့သူက သူ့ထက်ကြီးမြတ်တဲ့အရှင်တပားကြွလာမဲ့အကြောင်းတက်တည်ခံခဲ့တယ်ထိုးရှင်ကို ယခင်ကငါမသိခဲ့တို့တော်လဲရေဖြစ်နှစ်ချင်းမင်္ဂလာပေးရန်ငါကိုစေလွတ်တော်မူသောဘုရားသခင်ကတစုံတူအပေါ်တို့အရှင်သောဝိညာဉ်တော်ဆင်းသက်၍နာတော်မူသည်ကိုသင်မြင်လေထိုသူသည်တန်ရှင်သောဝိညာဉ်တော်၌နှစ်ချင်းမင်္ဂလာပေးတော်သူဖြစ်သည်ဟုငါကိုမိန့်တော်မူ၏တန်ရှင်သောဝိညာဉ်တော်၌ နှစ်ချင်းမင်္ဂလာပေးသောအရှင်ကဘသူလဲထိုးသူသည်တခင်ယေရှုခရစ်တော်ဖြစ်ပါတယ်။ဒါကြောင့်တန်ရှင်သောဝိညာဉ်တော်၌နှစ်ချင်းမင်္ဂလာဆိုတာကယ်တင်ရှင်တခင်ယေရှုခရစ်တော်ကိုယ်တိုင်ကယုံကြည်သူ ဖြစ်တဲ့ကျွန်ုပ်တို့ကိုအရှင်သောဝိညာဉ်တော်ရဲ့တကောအထဲကိုအပြည့်အဝနှိမ့်ပေးလိုက်တာလွမ်းမိုးသွားစီတာဖြစ်ပါတယ်။ ျွန်တော်တို့သခင်ယေရှုကိုယုံကြည်လက်ခံတဲ့အခါတန်ရှင်သောဝိညာဉ်တော်ကကျွန်ုပ်တို့ရဲ့အတွင်းထဲမှာကိန်းဝတ်ပါတယ်။ယောမခန်းကြီးရှစ်အငယ်ကိုရဝိညာဉ်တော်ကိုမရရှိရင်ခရစ်တော်နဲ့မတတ်ဆိုင်ပါဘူး။ဒါကကျွန်ုပ်တို့ကိုထာဝရအသက်ပေးပါတယ်။တန်ရှင်သောဝိညာဉ်တော်နှစ်ချင်းဆိုတာကကယ်တင်ခြင်းရပြီးသားယုံကြည်သူကိုဝိညာဉ်တော်ကထိုးသူအပေါ်သို့တက်ရောက်ပြီး တကိုးသွင်းပေးတာဖြစ်ပါတယ်အကောင်းဆုံးဥပမာကတမန်တော်ကြီးတွေကိုယ်တိုင်ပါပဲသူတို့ဟာသခင်ယေရှုရှင်ပြန်ထမြောက်ပြီးနောက်သခင်ယေရှုခရစ်တော်ကိုယ်တိုင်ကအရှင်သောဝိညာဉ်တော်ကိုခံယူကြလောလို့မိတ်ဆက်ပေးချိန်မှာအစ်စ်မွေးဖွားပြီးသားကယ်တင်ခြင်းရပြီးသားယုံကြည်သူတွေဖြစ်နေပါပြီဒါပေမဲ့ယေရှုကသူတို့ကိုဘာဆက်လုပ်ခိုင်းတယ်လဲတင်တို့သည် အထက်ရက်မှတကိုးကိုမခံရမီတိုင်အောင်ဂျေရုဆလင်မြို့၌နေကြလောလို့မိန့်မှခဲ့ပါတယ်သူတို့မှာအသက်ရှိပေမဲ့အမှုဆောင်ဖို့တက်တည်ခံဖို့တကိုးမရသေးပါဘူးအဲ့ဒီတကိုးကို သူတို့ဘယ်တော့ရခဲ့တလဲတမန်တော်အခန်းကြီး1ပန်တီကုတ်တီနေမှာရခဲ့တာပါအဲ့ဒီနေ့မှာသူတို့တန်ရှင်သောဝိညာဉ်တော်နဲ့ပြေဝသွားခဲ့ကြတယ်ကယ်တင်ခြင်းရဲ့ရည်ရွယ်ချက်က အသက်ရရှိဖို့ပါတန်ရှင်သောဝိညာဉ်တော်နှစ်ချင်းမင်္ဂလာရဲ့ရည်ရွယ်ချက်ကတကူရဖို့ပါတမန်တော်ဝတ္ထုခန်းကြီး1အငယ်10မှာရှင်းရှင်းလင်းလင်းအဖြေပေးထားပါတယ်တင်တို့အပေါ်သို့တန်ရှင်သောဝိညာဉ်တော်တက်ရောက်တော်ခါတင်တို့သည်တကူကိုခံရ၍ဂျေရုရှလင်မြို့မှဆ ảy ၍ယူဒပြည်ရှမာရိပြည်မြေကြီးစွန့်တိုင်အောင်ငါဤတက်တည်ဖြစ်ကြလိမ့်မယ်ဒီတကူကဘာအတွက်လဲ တက်သေးခံဖို့အတွက်ဖြစ်ပါတယ်။ကြောက်တတ်တဲ့ပေတုကိုရဲရင်စွာဟောပြောစီတဲ့တကူအနာယောဂါတွေကိုငြိမ့်စီတဲ့တကူနတ်ဆိုးတွေကို နှင်ထုတ်နိုင်တဲ့တကူဝိညာဉ်စုကျေးဇူးတွေကိုအသုံးပြုနိုင်ဖို့တကူဖြစ်ပါတယ်။ကျမ်းစာထဲမှာယုံကြည်သူတဦးဟာအရှင်သောဝိညာဉ်တော်၌နှင်ချင်းမင်္ဂလာကို ပြေဝစွာခံယူရရှိကြောင်းကနဦး ရုပ်ပိုင်းဆိုင်ရာတက်တည်ကတော့အမျိုးမျိုးသောဘာသာစကားဖြင့်ပြောဆိုခြင်းဖြစ်ပါတယ်။တမန်တော်ဝတ္ထုခန်းကြီး1အငယ်၄ပန်တီကုတ်တီနေ့မှာထိုသူအပေါင်းတို့သည်တန်ရှင်သောဝိညာဉ်တော်နှင့်ပြည့်ဝလျက်အမျိုးမျိုးသောဘာသာစကားဖြင့်ပြောဆိုကြ၏။တမန်တော်ဝတ္ထုခန်းကြီး30အငယ်46မှာကောနိလိရဲ့အိမ်မှာသူတို့ကအမျိုးမျိုးသောဘာသာစကားကို ပြောဆိုလျက်ဘုရားသခင်ကိုချီးမွမ်းကြသည်ဟုဖော်ပြထားပါတယ်။တမန်တော်ဝတ္ထုခန်းကြီး19အငယ်6မှာအဖေမျိုးယုံကြည်သူတွေရှိမှအရှင်သောဝိညာဉ်တော်သည်သူတို့အပေါ်သို့တက်ရောက်တော်မူသည်ဖြင့်သူတို့သည်အမျိုးမျိုးသောပါတာစကားဖြင့်ပြောဆို၍ပရောဖက်ပြုကြ၏ဆိုတာတွေ့ရတယ် ရှင်ယောဟန်ခရစ်ဝင်ကျမ်းခန်းကြီး1အငယ်33မှာသခင်ယေရှုဟာတန်ရှင်သောဝိညာဉ်တော်၌နှစ်ချင်းပြီးတော်သူဖြစ်တယ်လို့ကြီးညာခဲ့ပါတယ်။တမန်တော်ဝိထုခန်းကြီး1အငယ်10မှာသခင်ယေရှုကအဲ့ဒီနှစ်ချင်းမင်္ဂလာဟာတကူဖြစ်တယ်လို့ဂတိပေးခဲ့ပါတယ်။ဒါဟာဂတိတော်ဖြစ်ပါတယ်။တမန်တော်ဝိထုခန်းကြီး1အငယ်39မှာတမန်တော်ရှင်ပေတုကကြီးညာခဲ့တယ်။ အကြောင်းမူကားထိုဂတိတော်သည်တင်တို့နှင့်၎င်းတင်တို့၏တာသမီတို့နှင့်၎င်းခေါ်တော်မူသည်မြသောသူသည်ဟုသောဝေသောသူအပေါင်းတို့နှင့်၎င်းဆိုင်သည်ဝေသောသူဆိုတာကဒီနေ့ကျွန်တော်တို့အားလုံးကိုပြောနေတာဖြစ်ပါတယ်ဒီနေ့ကျွန်တော်တို့ယုံကြည်သူတွေရဲ့မိကုံးကတင်ကယ်တင်ခြင်းရပြီးပြီလားမဟုတ်ဘူးကျွန်တော်တို့မိကုံးကတင်တကိုးကိုခံရပြီလားကယ်တင်ခြင်းရယုံနဲ့မကျေနပ်လိုက်ပါနဲ့ အသက်ရှင်ရုံမဟုတ်ဘဲတကိုးပြီးဝသောခရိယံအတ္တံရှင်သန်ဖို့ဆန္ဒရှိပါဒါကလက်ဆောင်ဖြစ်ပါမယ်ဒါကိုကြိုးစားပြီးရယူလို့မရပါဘူးဒါကိုဆောင်ရက်တောင်းတစိတ်နဲ့တောင်းရပါလေရှာရပါလေပြီးတော့ယုံကြည်ခြင်းနဲ့လက်ခံရတာပါသခင်ယေရှုခရစ်တော်ကဝိညာဉ်တော်၌နှစ်ချင်းပြီးသောအရှင်ဖြစ်ပါတယ်ကိုတော်ကပေးခြင်းနေပါတယ်ဒီနေ့ဒီနေရာမှာ ိုရော့ရဲ့တကိုးတော်ကိုစာငတ်နေသူရှိပါကလားယခုချိန်မှာတန်ရှင်သောဝိညာဉ်တော်၌နှစ်ချင်းမင်္ဂလာပေးသောအရှင်သခင်ယေရှုခရစ်တော်ကိုရော့ကိုစာငတ်တောင်းတနေသူအားလုံးအပေါ်တို့ကိုရော့ဤတန်ရှင်သောဝိညာဉ်တော်တကိုးကိုတွန်လောင်းပေးတော်မူပါကိုရော့ဂရိထားတော်မူသည့်အတိုင်းကျွန်ုပ်တို့ကိုဝိညာဉ်တော်နဲ့ပြည့်ဝစေတော်မူပါသခင်ယေရှုခရစ်တော်၏နာမ၌ ဆုတောင်းပေးပါ၏အာမင်